တန်ကုံသွားတာလည်းပါမယ်ပြီးတော့ဟိုမာနတွေပေါ့မာနတွေပေါ့ तू လည်းငါဆရာပဲဟာเนี่ยงางาเนี่ยเสียเวไม่หุบไปมั้ยภาษาชาได้ไอ้นี่หานี่อธิกอ่ะตรุมาแล้วโหคลีดิ ထပ်ရှိတယ်နှစ်ယောက်နှစ်ယောက်ရှိတယ်သူကလေးလေးနှစ်ယောက်ထပ်ရှိတယ်သူမိမလေးကျမကိုချစ်တယ်သူရဒုက္ခအဲ့တော့အဲ့လိုအဲ့လိုအဲ့တော့ပိဋကဖြစ်နေလားပိဋကဖြစ်လို့တဲ့မင်းရဲ့သမီးနဲ့သူကလည်းနင်းလို့မင်းသမီးဟာနင်းဘလောက်ချော်ဘလောက်လှနင်းတဲ့ထက်ဝက်ငယ်တဲ့ဟာကိုငါရနိုင်နေဆိုတော့အိမ်မာနာလေးပေါ့ အဲ့ဒါဒါတွေကလုံးဝမကောင်းပါဘူးတော့ကံကောင်းတာတချို့ကလေးတွေကလိမ်ပါတယ်ပြီးတော့အမေအဖေတွေကိုနားလဲတယ်အရင်တော့အဖေကတော့သူတို့ခိုးထွေးကြတာပေါ့လေသူကတော့နည်းနည်းတော့အကြီးကြီးသွားဦးနေဖြစ်သွားရင်တတ်မယ်ဘာညာဘာညာဒါပေမဲ့သူတို့အမေခိုးထွေးတာပါဒီလောက်ပြဿနာကတော့ဟိုကွဲသွားလောက်တဲ့အထီတော့လေ မကြီးမားဘူးပေါ့နော်မကြီးမားပေါ့တိုးတော်လေဒါလေးတွေကတဖြည်းဖြည်းစုတာပေါ့နော်တဖြည်းဖြည်းတဖြည်းစုတာပဲဒီ nose ရွက်ကလေးတစ်ခွက်ကနေဟိုပလင်းလေးတစ်လုံးကနေပြီးတော့မှအမိုက်ကနေစပြီးတော့တောင်ကြီးလိုပုံသွားတဲ့အမိုက်ပုံကြီးဖြစ်သွားတာပေါ့နော်အဲ့လိုပေါ့အဲ့လိုတွေတစ်ခုပြီးတော့တစ်ခုစုလိုက်ကြက်သွားလိုက်စုလိုက်စုလိုက်ကြက်သွားလိုက်စုလိုက်အဲ့ဒါတွေလည်းဖြစ်တာပါအဓိကအချက်ကတော့ကံကုံသွားတာလည်းပါမယ်ပြီးတော့ဟိုမာနတွေပေါ့အဲမာနတွေပေါ့ तू အလကားဆရာပဲဟာ ။ဉာဏ်ငါငါတဲ့ဆရာဝန်မဟုတ်ပေမဲ့ပတ်စံရှာတိုင်းအဲ့ဒီဟာတွေအဓိကပါ။ဒါတွေကအဓိကပါ။တကယ်တမ်းအဲ့ဒီအချိန်ကဒီလိုအုံနောက်ရှိတယ်ဆိုလို့ရှိရင်သူ့အပင်နဲ့သူ့အသီးလေဟိုကွဲဖို့ကြိုးစားကြမှာမဟုတ်ပါဘူး။သူ့လည်းမကြိုးစားဘူး။ကိုယ်လည်းမကြိုးစားဘူး။ဒါဒါပေါ့။တော့ကံကောင်းတာတချို့ကလေးတွေကလိမ့်ပါတယ်။ လိမ်ပါတယ်သူတို့ကလိမ်ပါတယ်ပြီးတော့အမေအဖေကိုနားလဲတယ်အရင်ကအဖေကိုတော့သူတို့ခိုးတွေ့ကြတာပေါ့လေကိုကတော့နည်းနည်းတော့အကြီးကြီးသွားကိုနေဖြစ်သွားတတ်မဲဘာညာဘာညာဒါပေမဲ့သူတို့အမေခိုးတွေ့တာပါသိတယ်သိတယ်သိတယ်အဲ့လိုပေါ့အဲ့တော့မဖြစ်စေချင်ဘူးပေါ့နော်အဲ့တော့မဖြစ်စေချင်တော့အိမ်တော်ပြီးပြီးမှမကွဲပါနဲ့လို့မချူကမပြောရက်ဘူးဘာလို့မပြောရက်လဲအဲ့ဒါမပြောတဲ့နေစကားသို့တော့အိမ်တော်မပြုတ်ခင်နေကကွဲလို့ရင်ကွဲပါ ဟုတ်တယ်မလားစဉ်းစားပါဒါပေ generation ရလာသူ့အမေကဘယ်လိုသူ့အမေကအာအာအော်လာအော်ဘီချလာဒါဆိုအော်ဘီချပါပဲတဘောကဒါဟိုမျိုးရိုးဘီဇာ yes မျိုးရိုးဘီဇာလို့ကြည့်ကြဟုတ်တယ်မလားအဲ့လိုပေါ့အခုကမေချိုတို့ဖြစ်တဲ့ကိစ္စတော့အထူးသဖြင့်ကတော့ဒီလိုမျိုးရိုးဘီဇာဘာညာကိုပြောချင်တာမဟုတ်ဘူးဟိုတယောက်နဲ့တယောက်နားလဲမှုမယူကြဘူးပြီးတော့မာနာတွေပြန်ညားတယ်တယောက်ဆိုတော့အသ ချက်နေတဲ့အခြေအနေအဲ့ဒီအခြေအနေအောင်မြင်ဆိုအခြေအနေ तू ကလေဆီအောင်မြင်ပတ်စာချက်ချောလေးဆိုတာ तू ပြန်မှလဲဝိုင်းနဲ့မလေးဘင်းသမီးလည်းပိုဝိုင်းနေတယ် तू မှာအာမျိုးလေးတွေလည်းပါတာပေါ့တော့ပါတော့မစေးမစားကြတာပေါ့ကျေတော့မစေးစားကြတာအဲ့အဲ့အခြေအနေကလေကိုကဘာလို့တတ်တိရှိရှိနေကဲရဲလေဆိုတော့ကလေးတွေကိုထိမ့်ဖို့အတွက်အမေကျွန်မအမောင်နှမ10ယောက်ရှိရအမေရှိအဖေရှိအဲ့ဒီဟာအဲ့ဒီဟာတလေအဲ့တလေယူကိုသူကထိမ့်ပေးတယ် ဆိုတော့မင်းကျွားနောက်ဆံတင်းစရာမလိုဘူးနော်မလိုတော့ဘူးတော့ဒီပြန်သွားလို့ရှိရင်ငါတို့အချက်ရပြုတ်ဝင်ချက်ပြုတ်ပေးရမယ်အင်းရှင်းပေးရမယ်ဘာလို့ပြန်ညာလို့လဲအဲ့ဒီကိစ္စတွေမရှိတဲ့အတွက်ရုပ်ရှင်အနုပညာဘူအားစိုက်နိုင်နေဆိုတဲ့စိတ်ကလေးလည်းပါတယ်သူကလည်းနေလို့မင်းသမီးဟာနေဘလောက်ချော်ဘလောက်လားနေတဲ့ထက်ဝက်ငယ်တဲ့ဟာကိုငါရနိုင်နေဆိုတဲ့အဲ့ဒီမာနာတွေပေါ့အဲ့ဒါဒါကြီးကလုံးဝမကောင်းပါဘူးလုံးဝမကောင်းပါဘူးအဲ့တော့မယူခင်ကိုစဉ်းစားပါ အိမ်အောင်ပြမယ်ဆိုရင်ဒီလူကတနှစ်နှစ်နှစ်နဲ့မရနိုင်ဘူးတနှစ်နှစ်နှစ်နဲ့မရနိုင်ခေးတော့ရှိပါမိသားစုခေးတော့ကြည့်လိုက်ပါအဲ့တော့မှတိပါဩသူ့ကြည့်ရကဒါပါလားဆိုလက်ခံနိုင်လက်ခံလိုက်လက်မခံနိုင်ရင်မယူနဲ့ယူပြီးမခွဲနဲ့ဒါကောင်းဆုံးပဲဘာဆို breaking အိမ်အောင်ရင်းပါတာသမီလေးတွေကသူ့အပင်နဲ့သူ့အတီမဖြစ်တဲ့အတွက်အင်မတန်စိတ်ညစ်စရာကောင်းတာတွေရှိတယ် အဲ့လိုမျိုးပေါ့နော်မိချလုံးကတော့ကုသိုလ်လေးလေးကောင်းလာတယ်ဒါပေမဲ့ကလေးတွေကလည်းလိန်ပါတယ်ဆိုတော့ထိမ့်ပြုပေးမယ်လူတွေလည်းရှိတယ်ပတ်စားလည်းရှာနိုင်တော့အကုန်လုပ်ပြီးလုတ်တိုင်းတယ်ပေါ့နော်အဲ့လိုလေးမဖြစ်အောင်တော့မိချွာဒါဘိုးပေးသက်ကိုဒါတောင်းမှန်တာပေါ့ဟုတ်ကဲ့ပါမလုတ်တယ်ဟုတ်ကဲ့အဲ့တော့ဒါဆရာကအခုဒါအခုသူဆရာလည်းရှိရပြောရဲ့ဟုတ်တယ်အဲ့ဒီကျိုးတော့ဟောဒါမိတ်ဆွေတွေလို့ပေါ့တကယ်ချင်းတွေလို့အဲ့လိုပြောပြလာတားသပီးတွေနဲ့ဟောတားသပီးတွေနဲ့အဆက်အသွယ်ရှိပါတယ် တခါတလေကျမလည်းရှိတယ်ရှိတယ်ဆိုတာအဲ့လိုသူ့မိမလည်းကျမောက်ချစ်တယ်သူရဒုက္ခအဲ့တော့အဲ့လိုအဲ့လိုအဲ့တော့ပိဋကဖြစ်နေလားဘာလဲပိဋကဖြစ်လို့တဲ့မင်းရဲ့သူမင်းနဲ့ဟိုတခါတလေရှိတယ်ရှိတယ်ဆိုတော့ကလေးတွေသွားတယ်သွားတဲ့ခါကျတော့ကျမလည်းတားနိုင်တယ်လို့ကလေးတားနိုင်တာလေးပေါ့နော်လက်ဆောင်ပစ္စည်းလေးပါလေးနဲ့အဲ့လိုတော့ရှိပါတယ်ရှိပါတယ်သူတို့မှလည်းဟိုကလေးတွေထပ်ရှိတယ်နှစ်ယောက်နှစ်ယောက်ရှိတယ်ကလေးတွေနှစ်ယောက်ထပ်ရှိတယ်ဆိုတော့ အဲ့လိုမျိုးပေါ့အဲ့ဒီကလေးတွေကလည်းချစ်တယ်ကျမအသားလေးကတော်တော်ချစ်တယ်သူ့သားအငယ်လေးကအမေလေးအမေချို့ပေါ့အေးချစ်တယ်ချစ်တယ်သူကကိုနေမကောင်းတဲ့ဆရာဝန်လေးပဲသူကိုနေမကောင်းလဲကိုဆိုရင်အမေချို့နေမကောင်းဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုသူက Facebook ပေါ်နေပို့ဘာညာပေါ့လေအဲ့လိုလေးရှိကြပါတယ်ဒါပေမဲ့ဆိုတော့ ဖြစ်ကွဲလိုက်ကြကြတယ်ရလေရန်သူတွေအနေနဲ့ကွဲတာမဟုတ်ချစ်သူတွေအနေနဲ့ကွဲတာဆိုတော့လေအဲ့တော့အမှန်တကူနားလေ yes ဟုတ်တယ်အဲ့တော့တဲ့တဲ့တူတော့နည်းနည်းလေးတော့အဲ့အချိန်မှာပြီးတော့ပွင့်သွားတာပေါ့လေပြီးပွင့်ပြီးတော့ပြန်မဆက်နိုင်တာပေါ့နော်အဲ့မိကကော်မပါဘူးအဲ့ကြောင့်ကွာ